က်တွေရဲ့လှပတဲ့အတောင်ပံခက်တံတွေနဲ့တာယာနာပျော်ပွဲတေးဆိုတံတွေကိုကြားပူးကြမှာပါဒီနေ့မှာတော့ကဘာပေါ်ကစိတ်ဝင်စားစရာအကောင်းဆုံးနှစ်မျိုးစိတ်တွေအကြောင်းပြောပြပေးသွားမှာပါရှင်တောင်အမေရိကတိုက်ရဲ့မိုးတစ်တောတွေမှာတွေ့ရတဲ့မကောငှက်တွေဟာသူတို့ရဲ့ရောင်စုံအတောင်ပံတွေနဲ့လူသိများပါတယ်။အနီရောင်အပြာရောင်အဝါရောင်စတဲ့အရောင်သွေးစုံတွေနဲ့သူတို့ရဲ့အတောင်ပံတွေဟာတောအုပ်ထဲမှာထင်ရှားပေါ်လွင်စေပါတယ်ရှင်။ နှခေါင်းနှက်တွေဟာအလွန်ညံကောင်းပြီးလူတွေနဲ့လည်းအလွယ်တကူအတူနေနိုင်ပါတယ်။ဒါ့အပြင်အသီးနှံတွေကိုအလွယ်တကူခွဲစားနိုင်တဲ့စွမ်းထက်တဲ့နှုတ်သီးတွေလည်းရှိပါသေးရှင့်။ Flamingo နှက်တွေဟာသူတို့ရဲ့ပန်းရောင်တောက်တောက်အငွေးတောင်တွေနဲ့လူအများရဲ့အာယုံကိုဖမ်းဆားနိုင်ပါတယ်။ Africa တိုက်ရဲ့ရေတိမ်ဒေသတွေမှာအုပ်စုလိုက်နေထိုင်ကြပြီးသူတို့ရဲ့ထူးခြားတဲ့နှုတ်သီးပုံစံကရေထဲကအစာတွေကိုစိတ်ယူစားတောက်ဖို့အထောက်အကူပေးပါတယ်။ ဖလမင်ဂါငှက်တွေဟာတကောင်နဲ့တကောင်ဆက်သွယ်တဲ့အခါအတန်မျိုးမျိုးကိုအသုံးပြုကြပါတယ်သူတို့ရဲ့အတန်တွေဟာအော်ဟစ်တန်တွေနဲ့တူပြီးအဝေးကနေတောင်ကြားနိုင်ပါတယ်ရှင်ချုပ်ခင်းငှက်တွေဟာသူတို့ရဲ့ကြီးမားတဲ့နှုတ်သီးတွေနဲ့ထင်ရှားပါတယ်အမေဆုံးတောနဲ့ထဲမှာနေထိုင်ကြပြီးတတိတွေအင်းဆက်ပိုးမွားတွေကို စားသုံးကြပါတယ်သူတို့ရဲ့နှုတ်သီးတွေဟာအယောင်သွေးစုံလင်ပြီးအလေးချိန်မစည်းစေဖို့အတွင်းထဲမှာနေအိတ်တွေနဲ့ပြည့်နေပါရဲ့ရှင့် ချုပ်ခင်းက်တွေဟာအတန်မျိုးမျိုးကိုအတုခိုးနိုင်တဲ့အတွက်တော်ရင်းမှာအတန်ဆုံးထောက်လို့လဲတင်စားခေါ်ဝေါ်ကြပါတယ်သူတို့ရဲ့အတန်တွေဟာတရိစ္ဆာန်တွေကိုပေါင်ပြောင်ဖို့နဲ့အခြားငက်တွေကိုဆွဲဆောင်ဖို့အသုံးပြုပါတယ်ဒီငက်မျိုးစိတ်တွေအပြင်ကဘာပေါ်မှာအံ့ဩစရာကောင်းတဲ့ငက်မျိုးစိတ်တွေအများကြီးရှိပါသေးတယ်ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like share လုပ်ပေးဖို့မမေ့ပါနဲ့ နောက်ထပ်ဗီဒီယိုတွေအတွက် subscribe လေးလုပ်ထားပေးကြပါဦးနော်ရှင်